ဘူဒီတော်မောင်တော်နဲ့ရဲသေးတော်မြို့နယ်တွေမှာတာဝန်ထမ်းဆောင်နေတဲ့ထောင်နဲ့ချီရဲ့ပညာရေးဝန်တန်းတွေနေမြေအခြေအနေတွေကြောင့်ပိတ်မိနေပါတယ်ဒီသတင်းကိုအောင်သူကစစ်တွေကနေသတင်းပေးပို့ထားပါတယ်ရှင်အော်တိုဘာလ9ရက်နေ့မနက်ပိုင်းကရခိုင်ပြည်နယ်မောင်တော်ခရိုင်အမှတ်၄နယ်ကြားဆောင်ရဲတပ်ဖွဲ့စခန်းကိုအကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့်အဲ့ဒီဒေသမှာရှိတဲ့စာတင်ကျောင်းတွေကိုရဲအကန့်အသတ်မရှိပိတ်ထားလိုက်ပါတယ် အဲ့ဒီမှာတာဝန်ထမ်းဆောင်နေတဲ့ပညာရေးဝန်ထမ်းတွေလည်းနည်းမြေအခြေအနေတွေကြောင့်ပိတ်မိနေတယ်လို့ရခိုင်ပြည်နယ်ပညာရေးမှုယုံကဒုတိယညွှန်ကြားရေးမှုကပြောပါတယ်။ဒီလိုပြန်လို့ဆိုတော့တော့ထဲအစိုးရခိုင်ပြည်နယ်အစိုးရကညှိနှိုင်းဆောင်ရအောင်။အဲ့ခလေးတွေကတော်တော်လေးကြောင်းလိုက်ပြီ။နှစ်တောင်းစင်းနဲ့တောင်းလိုက်တကကြုံပြီ။ဒီတစ်ချိန်ဆိုခလေးတွေကဆရာဆရာမတော်တော်လေးကြောင်းနေတဲ့သဘောရှိတယ်။အကေရွေးများဒီတော်ကျွမ်းတဲ့ကာလအတွက်မှာပေါ့နော်။ဒီကိစ္စကအေဂျင့်နဲ့ပြီးစီးသွားတယ်ဆိုရင်တော့ ပြန်စဲလဲဖို့အစီအစဉ်ရှိပါတယ်ခုရက်ချေဖို့เนาะတဲလိုက်ခိုးလိုက်ဖြက်လိုက်မျိုးဆိုရင်တော့ကျွန်တော်ရခိုင်ပြည်နယ်အစိုးရဖွင့်နေညှိနှိုင်းပြီးမှအထက်ကိုအခြေခံမျိုးဥထောင်းလိုက်တင်ပြမယ်တင်ပြမယ်မှာသူတို့အတွက်ကောင်းတဲ့လမ်းကြောင်းတွေကဆောင်ရွက်ပေးဖို့ရည်ရွယ်ထားလိုက်တယ်အဲ့ဒီမြို့နယ်တွေမှာတာဝန်ထမ်းဆောင်နေတဲ့ဆရာဆရာမတွေထဲမှာဒေသခံဝန်ထမ်းတွေအတွက်အခက်အခဲမရှိပေမဲ့တခြားနယ်တွေကလာပြီးတာဝန်ထမ်းဆောင်နေတဲ့ပညာရေးဝန်ထမ်းတွေကစိုးရိမ်ထိတ်လန့်နေတယ်လို့ဆိုပါတယ် ်မိသားစုဝင်တွေကလည်းစိုးရိမ်နေတဲ့အတွက်ပညာရေးမှုယုံကိုလာရောက်မေးမြန်းတာတွေလည်းရှိပါတယ်။ဘူဒီတောင်မောင်တော်ရတိတောင်မြို့နယ်တွေမှာပိတ်မိနေတဲ့ဆရာဆရာမတွေဟာစုရက်လုပ်ပြီးတက်စခန်းနဲ့နေတဲ့နေရာတွေမှာနေထိုင်နေကြပါတယ်။ဒီကိစ္စကိုဝန်ကြီးဌာနကအ мян ဖြည့်ရှင်းပေးဖို့အတွက်ပြည်내စိုးရိမ်အဖွဲ့ကိုလည်းအကြောင်းကြားထားပြီးဖြစ်ပါတယ်။စသတော့ရိတ်ခါလေးပြတ်ပြီလို့သိရတယ်။သူတို့မကအမများပဲတော့သူတို့ဒီစင်နေတလင်းကြီးတွေမှာလာဝယ်ကြတာပေါ့။ဒီခါတော့ဒီစုရက်ဆိုတော့က ရွေးညိုတောင်ဆိုတဲ့ဆိုရအောက်မှာမိုးလဲလဲကြောင်နောက်ထပ်ဆေးကြောင်လောက်ရှိသေးတယ်။အဲ့ဒါမှရှိတဲ့ဆရာမတွေမှာအလုံးလာစုရတာ။တချို့ကြတော့ရွေးညိုတောင်မှာလာမယ်တော့ကိုယ့်ကိုထွက်သွားလိုက်တာလည်းရှိတယ်။အခုစုရမရောက်တဲ့ဆရာဆမ်းမင်းတောင်ရှိတယ်။ရှိလို့သူတို့တင်းလင်းကြီးတွေဆိုဈေးသားဝယ်တော့တင်းလင်းကြီးတွေမှာမလို့မှထွက်လို့မရတဲ့ခါကျရိတ်ခါတွေကလည်းနေနေပြဲလို့နေပါဖြစ်နေမျိုးသိရတယ်။ပညာရေးဝန်ထမ်းတချို့ကတော့နေမြေလုံးကျုံရေးတပ်ဖွဲ့ကိုအကူအညီတောင်းပြီးတားမြစ်ထားတဲ့နေရာတွေကိုဖျက်ပြီးပြန်လာတာတွေလည်းရှိပါတယ်။အခက်ခဲလေးဆိုတော့ကျွန်တော်တို့လန်ခီပေါ့နော် အဆူမရတဲ့ဟာကပါလဲဆိုတော့လန်ခရီးမှာသူတို့ကမိုင်းအမျိုးမျိုးပေါ့မမြင်နိုင်ရဲ့အန်ဒီရဲ့အများကြီးရှာပစ်ထားတယ်ရှာထားတယ်လုံချုံရဲ့ပါရင်တော်မှတိတ်ဆုနော်လုံချုံတော်မဟုတ်ဘူးနော်လက်နဲ့ကြိုင်လို့တယောက်စားနှစ်ယောက်စားပါရင်တော်မှလုံချုံတော်မဟုတ်ဘူးဒီလုံချုံရဲ့မပါဘဲနဲ့ဟိုဟာလက်နဲ့ကအဖွဲအစင်မပါဘဲနဲ့ဖြတ်တယ်ဆိုတာလုံမှာမလုံချုံနိုင်ဘူးမောင်တော်မြို့နယ်အတွင်းမှာစာတင်ကြောင်း189ကြောင်းရှိပြီးကျောင်းသားစုစုပေါင်း 6500ကျော်ရှိပါတယ်။ဗုဒ္ဓတောင်မြို့နယ်မှာတော့ကျောင်းပေါင်း219ကျောင်းမှာကျောင်းသား9000ကျော်ရှိပါတယ်။ရေသိပ်တောင်မြို့နယ်မှာတော့ကျောင်းပေါင်း73ကျောင်းရှိပြီးကျောင်းသား4000ကျော်ရှိပါတယ်။အဲ့ဒီကျောင်းတွေကိုဒီလ24ရက်နေ့ပြန်ဖွင့်ဖို့လှုပ်ထားပေမဲ့လက်ရှိအနေအထားတွေကပြန်ဖွင့်နိုင်မှာမဟုတ်ဘူးလို့ပြည်နယ်ပညာရေးမှူးရုံးကပြောပါတယ်။လက်တလုံးမှာနေမြင့်သွင်းမတည်ငြိမ်မှုတွေကြောင့်တမတော်ရဲ့လုံခြုံရေးတပ်ဖွဲ့ကနေမြင့်ရှင်းလင်းရေးတွေလုပ်နေပါတယ်။ကျွန်တော်အောင်သူပါခင်ဗျာ။